ပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရယ်။ဘယ်ကိစ္စမဆိုအမြဲတမ်းအမားတွေပဲလုံမိနေတတ်လို့စိတ်ညစ်နေပြီလား။တချို့အမားတွေကတင်ပေါ်ကောင်းမှုဖြစ်လာတယ်ဆိုတာဒီပုံမြင်လေးကပျော်ပြပေးပါလိမ့်မယ်။ကဲဒါဆိုရင်ပုံမြင်လေးကိုဆက်လက်ပြီးနာတော်တာဆင်ခန်းစားကြည့်အောင်လားရှင်။ဒီချိန်တုန်းကတောင်ကုန်းလေးတွေဝန်းရံနေတဲ့မြို့ငယ်လေးမှာအာဖ်ဆိုတဲ့ကောင်းလေးတစ်ယောက်ရှိခဲ့ပါတယ်။ သူဟာပကြီဆွေးရတာကိုအလွန်ကြိုက်နဲ့တတ်တဲ့သူဖြစ်ပြီးတပင်တွေမြစ်တွေကစားလို့ကောင်းကင်မှာပြန်တန်းနေတဲ့ငှက်တွေအထိသူပတ်ဝန်းကျင်ကအရာတိုင်းကိုနာယီပေါင်းများစွာပကြီချဲလိရှိပါတယ်။ဒါပေမဲ့အာဖာပကြီဆွေးတဲ့အခါတိုင်းအမြဲတမ်းလက်ချော်နေတတ်ပြီး သူစေးရောင်တွေကလည်းဆွန့်ထင်တတ်တာကြောင့်တခြားကလေးတွေကကြည်ပါအောင်သူအဲ့လိုထပ်ဖြစ်ပြန်ပြီဆိုပြီးသူ့ကိုလှောင်ပြောင်တတ်ကြပါတယ်။ စိတ်မကောင်းဖြစ်ရပေမဲ့သူ့အတွင်စိတ်ထဲကအတန်တခုကတော့သူ့ကိုဆက်လုပ်ဖို့အငြင်းတွန်းအားပေးနေခဲ့တယ်။တနေ့မှာတော့မျိုးလေးမှာပကြီးပြိုင်ပွဲကြီးတစ်ခုကျင်းပမှဖြစ်ပြီးသူ့အနေနဲ့ရွှေဒစိမ့်အပြင်နိုင်ငံတော်အကျော်မောပကြီးပညာရှင်တွေစီမှအသင်ယူခွင့်ရမယ့်အခွင့်အရေးတစ်ခုလည်းရမှာဖြစ်ပါတယ်။အာဖာလူအများရှိမှအမားလုံးမိမာကိုကြောင်းနေမိပေမဲ့သူပါဝင်ရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ပြိုင်ပွဲခံပါတယ်ပါရမီရှင်ပကြီးပညာရှင်တွေနဲ့ တို့ရဲ့လှပပြီးပြည့်စုံနေတဲ့ပကြီကားတွေပြည်နှံ့နေပါတယ်။အော်ဖလေတိတ်ဆိတ်တဲ့တောင်တနေရာရှာပြီးသူနဲ့တရားတောင်တန်းတွေကိုစားဆွဲပါတော့တယ်။ရုတ်တရက်ပဲသူ့ပကြီစုတ်တန်းချောသွားပြီးဈေးနီအောင်တစ်ဆက်ပကြီပေါ်ကိုပတ်ဖြန်းမိသွားတယ်။အိုးသူ့ပကြီတော့ပြတ်သွားပြီဆိုရင်လူလူရဲ့အတန်မျိုးစုံကြားရတဲ့အခါအာဖာရန်တန်သွားပြီးသူ့လက်တွေတုံရင်လာကသူ့အိမ်မက်ပြတ်သွားသလိုခံစားလိုက်ရပါတယ်။ ဒါပေမဲ့ခဏနေတော့သူ့အတွင်းစိတ်ထဲမှာတခုခုပြောင်းလဲသွားတယ်။သူကဆင်းရဲစွန်းကိုကြည့်ပြီးဒါဟာအဆုံးသတ်မဟုတ်ပေအစာသစ်တခုဖြစ်လာနိုင်တယ်ဆိုရသဘောပေါက်သွားတယ်။သူဟာထိမိသွားတဲ့ဆင်းရဲအောင်ကိုနေဝင်စီစာရဲ့အလင်းတန်းအသွင်ပြန်ပြင်ဆွဲပြီးသူ့ပကြီးတဲကတောင်တန်းတွင်နဲ့မြစ်ကိုထွန်းလင်းတောက်ပသွားစီခဲ့တယ်။သူ့ရဲ့အမဟာသူ့အနုပညာလက်ရာရဲ့အသက်ဖြစ်လာပါတော့တယ်။အကဲဖြတ်လူကြီးတွေရောက်လာတဲ့အခါသူတို့ဟာအပြည့်အနာစာကိုမမြင်ကြဘူး။ သူတို့မြင်တာကမော်ဆန်လာတဲ့အရာပါ။မကြီးကဟာအရန်ကိုတဝင်လှောင်ရှားနေပြီးခမာရဲမှာတကယ်နေဝင်စီစားကိုခန်းစားလိုက်ရတယ်လို့ပါပဲ။အာဘပထမဆုံးကိုရရှိခဲ့ပြီးအကဲဖြတ်လူကြီးရဲ့စကားကလူတိုင်းကိုအတွေ့တစ်ခုရရှိခဲ့ပါတယ်။တကယ်အလားဆိုတော့ပြည့်စုံမှုမှမဟုတ်ဘူး။ကျွန်တော်တို့ရဲ့အမားတွေကိုအမှုပညာလက်ရာတစ်ခုအသွင်းဘလို့ပြောင်းလဲနိုင်တယ်လဲဆိုတာပါပဲ။ ဒီပုံမြင်လေးကကျမတို့အားလုံးမှာအမားတွေရှိတတ်တယ်ဆိုတာကိုသတိပေးနေပါတယ်။တခါတလေမှာစကားမှပြောမိတတ်တယ်၊ခြေလမ်းမှလမ်းမိတတ်တယ်။အရေးကြီးအစည်းအဝေးမတိုင်ခင်ကော်ဖီဖိတ်ကြတတ်တယ်။ဒါပေမဲ့အမားတွေဟာကျမတို့ကိုမကြိုးပဲ့စေပါဘူး။သူတို့ဟာကျမတို့ကိုပြုပြင်ပေးတဲ့၊သင်ကြားပေးတဲ့မကြခနာဆိုသလိုကျမတို့မူလချင်ရွေထားတာထက်တောင်ပိုကောင်းတဲ့အရာတစ်ခုစီဦးတည်ပေးလိမ့်ရှိပါတယ်။ဒါကြောင့်နောက်တစ်ခါ သင်ချော်လဲမိရင် off ရဲ့ဇလံလေးကိုတတိရလိုက်ပါ ပြုံးလိုက်ပါအသက်ပြင်းပြင်းရှူလိုက်ပါပြီးတော့တင့်အမားတွေက အလားဆုံးအရာကိုရှာဖွေလိုက်ပါအခုနာတော်တာဆင်ခန်းစားနေကြတဲ့ပြိသက်ကြီးတို့လေဒီပုံမြင်လေးတွေကနေသင်ခန်းစာတစ်ခုရမယ်ဆိုတာယုံကြည်မိပါတယ်ရှင်ကျမတို့ရဲ့နေစဉ်ဘဝအမောတွေကြားတွေကအတင်းစရာစိတ်အားတက်စေမဲ့ပုံမြင်လေးတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်